မင်္ဂလာပါ PKD Channel မှာရွေးသွေးစွာကြိုဆိုပါရစေ။ဖုန်းနဲ့ကတ်တုန်ရုပ်ရှင်တစ်ခုကိုအလွယ်တကူပြုလုပ်လို့ရပါပြီ။ဆိုတော့ကဒီနီလန်းတွေ area တွေနဲ့ sample တွေကို PKD Channel ကနေကြည့်ယူနိုင်ပါပြီ။ ဖုန်းနဲ့ကတွေ့ရချင်းဖန်တီးကြပါမယ်။ Flipkart Click application ကိုသုံးပါရယ်။ Play Store ကနေတဆင့် Flipkart Click ကိုဒါရောက်တော့ဦးပါ။ Free ဖြစ်ပြီးအလွယ်တကူပဲရယူနိုင်တဲ့ application တစ်ခုဖြစ်ပါရယ်။စလိုက်ကြအောင်ပါ။ဖလီပါကလစ်ရဲ့မှတ်စရိတ်လေးပါဖုန်းမြင့်နေပြီပေါ်က ဒီအမတ်စိတ်လေးကိုတွေ့ကြည့်ပြီးဝင်လိုက်ပါဟောက်ဖက်ကအနီရောင်အပေါင်းလက္ခဏာကိုထပ်ဖွင့်ပါအပေါ်ကနေယူရ animation နေရာမှာနံပါတ်တခုပေးရပါမယ်အချက်တွေ့ထိလိုက်ပါ ကီးဘုတ်ပေါ်လာပါမယ်ဒီကီးဘုတ်ကနေနံပါတ်တခုရိုက်ပေးပါတက်ရနံပါတ်ပေးနိုင်ပါတယ်ကျွန်တော်ကတော့ AKT လို့ပေးလိုက်မယ်ဒီရင် အော်ဖက်ကပြာရောင်အမှန်ကြီးကိုတို့ထီးပေးပါ create project ကိုထပ်နှိပ်ပါဒါဆိုရင် flavor grid ကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါပြီအစိမ်းရောင်ခြေပြထားတဲ့ဂွေနှမ်းမှာကတ်တွန်းပုံတွေကိုဖန်တီးရပါတယ်ဖန်တီးပြပါမယ်ညင်ခွေးရဲ့အပေါ်ဘက်မှာတော့ဒူပါရှိနေပါတယ်ဒါက brush ပါပုံရိပ်တဲ့အခါအသုံးပြုပါမယ် ောက်တစ်ခုက eraser tool ခဲပြည့်ဖြစ်ပါတယ်ဒါကဒါဆို tool ပုံတွေကိုလိုလိုပိုင်းဖြတ်ဖို့ဒီကိုသုံးရပါမယ်ဒီက packet စေးပုံဖြစ်ပါတယ်ဈေးရောင်တွေဖြည့်တဲ့အခါမှာသုံးရပါတယ်သူ့ဘေးကဒီပုံလေးကတော့ type 2စာရီးရိုက်ထည့်ဖို့ဖြစ်ပါတယ် ီနေရာကိုကြည့်ပါဦးကတ်တွန်းကွက်အမှတ်၁လို့ခေါ်ပါမယ်အကွက်၁မှာကတ်တွန်းပေါ်တဲ့ပုံဖန်တီးပါမယ်အကွက်၁ကိုထင်ရှားအောင်ပုံကြီးထည့်လိုက်တာပါဖုံးမြင့်တဲ့ပြည့်ရဲ့အောက်ခြေမှာရှိနေပါတယ်ပုံတစ်ပုံစတင်ရေးဆော့တော့မှာမို့ဗရတ်ဒူးကိုတစ်ချက်တို့ကြည့်ပြီးဖွင့်ပါဒီအထူးရောအဝိုင်းပုံနေရာမှာဗရတ်စိုက်ကိုရေးရပါတယ် ခုလိုမျိုးအထက်အောက်တွန်းထိုးကြည့်ရင်နံပါတ်တွေပေါ်ပါတယ်အခုတော့နမူနာအနေနဲ့ 3PH မှာထားပါမယ်ဒီလီတောင်းကွက်ကကာလာပေါက်ပါ အနက်ရောင်ရွေးချယ်တာကိုမြင်နေရပါမယ်ပုံကိုစတင်ရေးဆွဲပါပြီလက်ချောင်းလေးနဲ့ပဲတွှိပြီးရေးဆွဲရပါမယ် ကောက်တောင်းပုံလေးတစ်ပုံရပါပြီဆက်ပြီးကြည့်လိုက်ပါဦးဒါကဈေးပုံပါဈေးအောင်ဖြည့်ဖို့သုံးပြပါမယ်ဖွင့်လိုက်ပါပြီသူ့ကိုရွေးချယ်သားကြောင်းအလီယောင်ကပေါ်ပြလာပါတယ်ဒါကိုပဲနောက်တစ်ချက်ထပ်ဖွင့်ပါကာလာဘောက်ပေါ်လာပါမယ်ဒီကာလာဘောက်ကိုဖွင့်မှကာလာတွေရွေးချယ်လို့ရမယ်ကာလာပေကပေါ်လာမှာပါ ကာလာဘောက်ကိုဖွင့်ပါကာလာပီကာမှာတိုက်တဲ့အရာရှင်းယူလိုက်ပါပြီးရင်တော့အပေါ်ကချက်ချေကကိုတိုးထိပ်ပြီးပြန်ထွက်ရပါတယ်အခုကာလာဘောက်မှာလည်းကိုရွေးချေထားတဲ့အရာကိုဖော်ပြထားပါပြီခုဆိုအရာကြီးဖြည့်ဖို့ရာတိုးထိပ်လိုက်ုံပါပဲရွယ်လိုက်တာ ီပုံကတော့အကွက်အမှတ်1ကပုံ1ပဲဖြစ်ပါတယ်ဒီပုံကို အကွက်အမှတ်2မှာ copy ကူးယူပြပါမယ်ဒါကတော့ copy နေရာဖြစ်ပြီးဒါက paste နေရာဖြစ်ပါတယ် copy ကူးမှာမို့ copy နေရာကိုတစ်ချက်တို့ထိလိုက်ပါအကွက်ဒီဘေးမှာရှိတဲ့အပေါင်းလက္ခဏာကိုတွေ့ထိလိုက်ရင် အကွက်အစ်စ်ဖြစ်တဲ့အကွက်အမှတ်နဲ့ပေါ်လာပါလိမ့်မယ် အကွက်မှန်းနေပေါ်လာပါပြီအကွက်သစ်ဖြစ်လို့ဒီမှာဘာပုံမှမရှိသေးတာကိုသိထားရပါဦးမယ်အခု Facebook တို့ ठी ပါအကွက်အမှတ်1ကပုံကိုအကွက်အမှတ်2မှာလဲ copy ပွားယူပြီးသွားပြီဖြစ်ပါတယ်ဒါဆိုသူကိုလည်းဆက်လက်ရှင်းပြလိုက်ပါဦးမယ်ဒီကြိုးခွင်းပုံကဒါဆိုသူပါဖွင့်ပါမယ် ြီးရင်ကတ်တုံးပုံတစ်ခုလုံးကိုနမူနာဖော်ပြပါအတိုင်းပိုင်းဖြတ်ပါမယ်။ဟုတ်ပြီ။အခုပုံမှာဟန်တယ်နေရာကနေတွေ့ထီပြီးအနေငယ်လက်ပြလိုက်ပါရယ်။ဒီမှာလွတ်တဲ့တနေရာတွေ့ထီပြီးရင်ကွင်းကိုရှင်းထုတ်လိုက်ပါပြီ။နောက်ထပ်အကွက်အမှတ်3မှာလည်းကတ်တုံးပုံဖန်တီးပါမယ်။အကွက်အမှတ်2ဘေးကအပေါင်းလက္ခဏာကိုတွေ့ထိလိုက်ပါ။ အကွက်အမှတ်3ပေါ်လာပြီးအကွက်အမှတ်3ကပုံကိုပဲ copy ကူးပါမယ် paste နေရာကိုတစ်ချက်တွက်ပြလိုက်အောင်ပါပဲဒါဆိုဒူးနဲ့ပိုင်းဖြတ်ပါတယ်လှည့်ပါတယ်ရေခွင်းရှင်းထုတ်ပါတယ်ဒါကအကွက်အမှတ်3ကပုံပါ ဒီပုံကိုအကွက်အမှတ်လေးမှာလဲကော်ပီကူးပါမယ်ကော်ပီကိုတိုးထိပါပြီးရင်အကွက်သစ်ဖြစ်တဲ့အကွက်အမှတ်လေးကိုအခုလိုခေါ်တင်ပါပင်းစုတိုးထိလိုက်ရင်အကွက်အမှတ်၃ကပုံဟာလဲအကွက်၄မှာပေါ်လို့လာပါပြီပုံကြီးချဲ့ထားတာကိုကြည့်ပါပုံ၄ပါအခုမြင်ကွင်းမှာမြင်တွေ့နေရတာကတော့ အကွက်အမှတ်လေးကပုံမှာဒီမှာအကွက်၃ကိုဖွဲ့ပါမယ်အကွက်အမှတ်၃ကပုံဖြစ်သွားပါပြီဒီပုံ၃ကိုဖြတ်လိုက်ပြီးပုံ၁ကို အစားထိုးပြပါမယ်အတိတ်ကူကျိုးစီအောင်လို့ပါမခက်ပါဘူးပုံကိုဒါချိုတူးနဲ့ဖြတ်ပိုင်းပြီးဒီနေရာကိုတို့ထိလိုက်ရင်အခုလိုပြတ်သွားပါမယ် အောက်ဖက်မှာအခွဲအမှတ်၁ကိုလက်ချောင်းနဲ့တွန်းထိုးပြီးဖြည့်ယူလိုက်ပါအခွဲအမှတ်၁ရောက်ပါပြီအခွဲအမှတ်၁ကိုရွေးချယ်ထားတယ်လို့ခေါ်ပါတယ်ဒါဆိုကော်ပီကိုတွတ်တီပြီးအခွဲအမှတ်၃ကိုပြန်ရွှေ့ယူပါမယ်ကွက်အမှတ်3ကိုရွေးချယ်ပြီးရင်တော့ပေးစုကိုနှိပ်ပါပုံ1ဟာ ုံဆုံးမှာပါ ကော်ပီကူပီးစာဖြစ်သွားပါပြီဒီကနေ့တော့ပုံ၄ပုံဖန်တီးလိုက်တာပါပုံ၁ပုံ၂ပုံ၃နဲ့ပုံ၄တို့ပဲဖြစ်ပါတယ်ဒီပုံ၄ပုံနဲ့ခြေကန်အနီမေးရှင်းတစ်ခုဖန်တီးလိုက်ပါပြီအနီမေးရှင်းကိုဖွင့်မယ်ဆိုရင်တော့ဒီမှာပလေးနေရပါဖွင့်ကြည့်နိုင်ပါပြီ။ ဖလီပါကလစ်ကဒီရက်ပို့ပြီးဖန်တီးနိုင်ပါတယ်။ဆက်လက်ညှောက်ဝေပြီးသွားပါမယ်။အခုတော့ဒီများနဲ့ရနာလိုက်ပါတယ်ကျွမ်းလန်းချမ်းမြေကြပါစေ